မင်္ဂလာပါရှင်။မိုတာမီဒီယာချန်နယ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ NUG လောက်ခံ PDF အဖွဲ့ရိဟာမန္တလေးတိုင်းဒေသကြီးမြင်းချန်ခရိုင်ကို ထိန်းချုပ်နိုင်ဖို့ရှိရတဲ့ဂျန်နယ်။မေလ15ရက်နေ့ကစတင်ပြီးတော့မြင်းချန်တောင်သာနထိုးကြီးနဲ့ငဇုံမြို့တွေကိုအင်အားသုံးတိုက်ခိုက်ခဲ့ပါတယ်။ PDF ဥပအဖွဲ့ရိရဲ့အင်အားသုံးတိုက်ခိုက်မှုကိုရင်ဆိုင်ကြရတဲ့တောင်သာမြို့မှာနာဆကတပ်တွေနဲ့ပြည်သူစစ်အဖွဲ့ရိဟာလက်တွဲညီစွာ ပူပေါင်းတိုက်ခိုက်နိုင်ခဲ့လို့သိရပါတယ်။တောင်သာမြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း PDF ပူပေါင်းအဖွဲ့တွေဘယ်လိုအခြေအနေမျိုးရှိခဲ့တယ်လဲဆိုတာနဲ့တောင်သာပြည်သူစစ်အဖွဲ့ဝင်တဦးနဲ့ဓာတ်ရိုက်ဆက်သွယ်မေးမြန်းထားမှုကိုဖော်ပြပေးလိုက်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ Mota Media Channel ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါအောင်ရှင်။ ျွန်တော်တို့ဒီမိုးသောချန်နယ်ကနေလေဒီတောင်သာမြို့တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိချင်တာလေးဟိုအင်တာဗျူးချင်လို့ပါကိုဖြေပေးလို့ရမလားမသိခင်ဗျဟုတ်ကဲ့ရပါတယ်ခင်ဗျဟုတ်ကဲ့ရပါခင်ဗျဟိုကျွန်တော်အနေနဲ့ဒီတောင်သာဒေသမှာဆက်သွားတဲ့ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကုန်လုံးသိနိုင်တော့လေးအကုန်ဖြေပေးပါမယ်ခင်ဗျဟုတ်အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအကိုရေအဲ့ဒါဆိုရင်လေပထမဆုံးမေးချင်တာကဒီကျွန်တော်တို့တောင်သာမြို့မှာ ်ချက်ခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးအကိုပရမလုံးနေနဲ့သိသလောက်လေးပြောပေးပါလားအဲတောင်သားမှာဆက်ခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ကဒီမေလ15ရက်နေ့မှာဒီကိုင်းငောင်းအညာညီအညာညီစစ်စင်ရေးဆိုတဲ့တို့ဒီညဉ့်ညံ့ခိုင်တွန်းပေါ့ညဉ့်ညံ့နှစ်ထိုးကြီးတောင်သားသုံးမျိုးနယ်မှာရှိရဲ့ဒေါ်လင်တပ်ဖွဲ့တွေလို့အမိခံထားတဲ့အကြမ်းဖက်သမားတွေပေါ့ဗျာဒီအဖွဲ့တွေကပူးပေါင်းပြီးတော့ကြတော့အဓိကတာဂက်ထားပြီးတိုက်တာတော့တောင်သားနဲ့နှစ်ထိုးမှာရှိရဲ့ ဒီလုံခြုံရေးစခန်းတွေကိုအဓိကထားတိုက်တယ်။တိုက်တဲ့အနေအထားမှာတောင်သာမြို့နယ်ထဲမှာတော့သူတို့ပထမဦးဆုံးဒီအဓိကစစ်မှတ်ထားပြီးတိုက်တာတော့ထနောင်းကုန်းကျေးရွာမှာရှိရဲ့ဒီသူစစ်အဖွဲ့ဝင်တွေဥထုအောင်ဥဆောင်တဲ့ဒီသူစစ်အဖွဲ့ဝင်တွေကိုသူတို့အဓိကထားပြီးတော့59ရက်နေ့59ရက်နေ့မနက်ခင်းအစော6နာရီနဲ့9နာရီဝန်းကျင်ကနေစပြီးတော့တိုက်ခဲ့တာ3ရက်ဆက်တိုက်တိုက်တယ်ပေါ့နော်တိုက်တဲ့အချိန်မှာဒီထနောင်းကုန်းကျေးရွာကိုတောင်သားကနေစစ်ကူတွေမတော်နိုင်အောင်တောင်သားမျိုးကိုလာပြီးတော့ တ်ခတ်တိုက်ခိုက်မှုတွေလုပ်ခဲ့တာလည်းရှိခဲ့တာရှိတော့ဒီဒီတမတော်ကနေပြီးတော့လေဒီထဏောင်းကုန်းကြီးရောမှာရှိတဲ့တူးစစ်တွေကိုအင်းအားလုံးရင်းနဲ့ဝန်တိုက်တဲ့အတွက်သူတို့ကဒီလေကြောင်းစစ်ခတ်မှုတွေတောက်လျှောက်ဟိုလေကြောင်းစစ်ကူတွေပေးခဲ့တယ်ပေါ့ပေးခဲ့တော့ဒီထဏောင်းကုန်းတူးစစ်အဖွဲ့ကတော့လုံးဝကြာဆုံးသွားတာမရှိဘူးဒါပေမဲ့ထဏောင်းကုန်းကြီးရောကတူးစစ်ရဲ့ဟိုတူးစစ်ကမမချာချာလည်းရှိတယ်ဒီတိုက်ခိုက်မှုမှာလည်းဒီစိတ်သက်ပိုင်းဆိုင်ရာရော တိုက်ခိုက်မှုဆွမ်းရည်ရောကောင်းမွန်စွာတိုက်ခိုက်တော့၃ရက်ဆက်တိုက်တိုက်ခဲ့ရအောင်တို့ဒီဂျမ်းမဲ့အဖွဲ့စည်းအနေနဲ့ထောင်ကုန်းစည်းစုစစ်ကြီးရောတိုက်ခိုက်နိုင်ခြင်းမရှိခဲ့ဘူးကြာသိသိသိနိုင်ခြင်းမရှိခဲ့ဘူးပေါ့နော်အဲ့ဒါလေးပါနောက်ပြီးတော့ဒီဟိုဟာပေါ့16ရက်နေ့မှာဒီထောင်ကုန်းစည်းစုစစ်ကြီးရောတိုက်ပြီးတော့16ရက်နေ့မှာကြတော့တို့ဒီတောင်သာဒီအမှတ်9ရက်ကွာမြို့အစွန်မှာရှိရဲ့ဝန်ထမ်းအင်အားမှာနေတဲ့ဝန်ထမ်းတွေကိုဒီဂျမ်းမဲ့ပြည်ရဲ့ကြာပို့ပြီးတော့ ဝန်ထမ်း၁၁ဦးကိုဖမ်းဆီးထိန်းသိမ်းသွားတာရှိရယ်အဲ့ဒီဖမ်းဆီးထိန်းသိမ်းသွားတဲ့ဝန်ထမ်း၁၁ဦးကိုတော့ကျွန်တော်တို့မနေ့ကဒီကျွန်တော်တို့ဂျွန်လာတရက်နေ့မှာပဲပြန်ပြီးတော့လွတ်ပေးလိုက်တယ်ဗျာသူတို့အဲ့ဒီလွတ်ပေးလိုက်တဲ့အချိန်မှာဒီဝန်ထမ်းတွေကိုမင်းသန်းကြည့်လိုက်တော့ဒီဝန်ထမ်းတွေကိုနောက်ထပ်ဝန်ထမ်းမလုပ်ဖို့ဒီတောင်းတာပတ်ခံဝင်ထိုးခိုင်းလိုက်တယ်လို့သိရတယ်ဗျ။အော်ဟုတ်ကဲ့ဟုတ်ကဲ့ ်ဟုတ်ကဲ့အဲ့ဒီမှာလေအခုကျွန်တော်တို့လည်း online ပေါ်မှာတွေ့တာပေါ့နော်ဒီတောင်းတာပကဖပေါ့နော်ဝန်ထမ်းတွေရောအဲ့ဒီကုလားစစ်သားတွေရောဟိုပါပေါ့ဒီအားလုံးကိုဒီစီဒီအန်လုပ်ဖို့ဆိုတဲ့ပုံစံမျိုးတွေလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒါနဲ့ပတ်သက်ဟိုနည်းနည်းလေးပြောပြပါလားအဲ့ဒါကတော့ဒီတောင်သာပကဖကရခင်နဲ့ခဏခဏကြင်ညာနေရပါပဲလူသိမ့်မသိရပါပဲရှိတာတို့ကတော့ခဏခဏနီးနိုးဆုံးနဲ့အာဝန်ထမ်းတွေကို မင်းတို့အသက်အာမခံကြတော့ငါတို့တာဝန်ခံတယ်ဘလို့စစ်တယ်ဘယ်ွေဘယ်ညဘယ်ပုံဘယ်ချမ်းသာနဲ့ဟိုမှတ်လုံးနေပြီးပါဇက်သေးဟိုငါစကားနာရရပြောပြီးတော့ကြတော့ပြောနေရတော့ကြာပါပြီဒီတစ်ခေါက်မှနည်းနည်းလေးလူသိနာသွားလို့နည်းနည်းလေးဟိုလေးကြော်သက်သွားအဲ့လိုလုံနေရတော့ကြာပြီဒါပေမဲ့အဲ့ဒီစစ်စင်နဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးသူတို့ကြညာချက်ထုတ်လို့ဆိုပြီးတော့နှုတ်ထွက်သွားတဲ့ဝန်ထမ်းတွေတော့မရှိသေးဘူးကြာအဲလောလောဆယ်ဟုတ်ကဲ့ဟုတ်ကဲ့ကိုပြောပါ ဟိုချင်းချောက်ပြီးတော့ကြတော့ပြန်လွတ်လိုက်တဲ့ဝန်ထမ်းတွေကတော့ကျွန်တော်သိထားတဲ့အတိုင်းသာတော့သူတို့တွေကဒီဘယ်လိုပြောရမလဲဝန်ထမ်းတွေကဝန်ထမ်းမဲ့လောက်လာတာအကိုရဲ့ဒီသူတို့အသက်အရွယ်တစ်ခုအတိုင်းသာရဝန်ထမ်းဘဝမှာစက်တန်းလာပြီးတော့ပြန်မလောကမှာကျင်လေဘူးသူတို့ကခက်ခဲရှိတယ်နောက်ပြီးတော့ဒီလိုအခြေအနေမျိုးမှာအလုပ်တစ်ခုရဖို့ဆိုတော့လေလွယ်ရမဟုတ်တော့ဘယ်သူမှတော့ထွက်မယ်လို့တော့မထင်ပါဘူးအခုထိလည်းထွက်စာတင်တာတော့မတွေ့ပါဘူးကွာ ်အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအကိုအကိုတို့ကိုသူတို့လာတိုက်တော့လေဒီပီတဲတွေလာတိုက်တော့အင်အားဘယ်လောက်လောက်ရှိမလဲကိုခံမန်းကျတော့တော့သူတို့ကဒီလိုတည်းအင်အားတွေကတော့မပအောင်မပါတယ်သူတို့ဒီဝန်ထမ်းအင်အားတိုက်တယ်ပြီးတော့ဟိုတနေ့ရောဆိုလို့ရှိရင်ကျွန်တော်တို့တောင်တာမြေစင်းရုံမိရှို့သွားတယ်ကျွန်တော်အဲ့ဒါလေးပြောဖို့ကြံသွားတယ်တောင်တာမြေစင်းရုံပြီးခဲ့တဲ့ရက်ကမိရှို့သွားသေးတယ်အဲကျွန်တော်ရက်ဆွဲလေးပြန်ကြည့်ပေးမယ်နော်ကို မြေစင်းရုံးကိုသူတို့မီးရှို့တယ်ကခဏလေးပါနော်ကိုကျွန်တော်ရက်ဆွဲလေးပြန်ကြည့်သေးမယ်မှားသွားမှာဆိုတော့အဲကျွန်တော်တို့မေလ28ရက်နေ့တော့တောင်သာမြေစင်းရုံးကိုဟွာ တောင်သာမြို့အထွက်မှာရှိရဲ့တောင်သာစကြမ်းလမ်းပေါ်မှာရှိရဲ့စကြမ်းလုံးကြုံရေးဂိတ်ကိုတစ်ဖွဲ့ကတိုက်တယ်တိုက်ပြီးတော့ အဲ့တဖွဲတိုက်နေတဲ့အချိန်မှာတဖွဲကနေစင်းကိုလာပြီးရှို့တယ်ဒီကောင်းလေးလာရင်တော့အင်အားအဲ50 60တခါလေး80အဲ့လောက်ထိလာတယ်ရှိရတယ်အဲ့ဒီနေ့ကအကိုတို့ဒီတိုက်တော့လေဟိုဟာမေ15ရက်နေ့မှာစတိုက်တဲ့အချိန်မှာကြတော့အကိုတို့သူတို့အင်အားဘယ်လောက်ရှိမလဲအဲထဏောင်းကုန်းမှာတိုက်တာတော့150လောက်ပါလိမ့်မယ်အင်အားများတယ်ဒီကောင်းလေးတရားဝင်ထုတ်ပြန်ထားတဲ့သူတို့ရဲ့ဒဏ်ရာရစင်းရောင်မှာ ဆယ်ဦးကြီးရလို့ထုတ်ပြန်တာသူတို့ဆယ်ဦးလို့ထုတ်ပြန်ပြီဆိုရင်လည်းသိကြတယ်အနည်းဆုံး30အထိလို့ဆယ်ဦးလို့ထုတ်ပြန်တာအော်ဟုတ်ကဲ့ဟုတ်သူတို့ရဲ့ထုံးစံကကနန်းကိုအနည်းငယ်သူတို့တိုင်ရန်ရလူကရှော့ပြီးတင်နေကြပေါ့လင်းတော့ကဟို250 kg ဘုံသီးတွေ900 kg ဘုံသီးတွေလင်းမောအပြစ်ချလိုက်လို့သူတို့နေရာဒဲကြတာကိုဆယ်ဦးပဲတိုင်ရန်ရဆိုကျွန်တော်ပါဝါရင်းကြီးလာတော့ထင်နေရအော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ဟုတ် အဲ့ဒီမှာကြတော့ဒီအကိုတို့ဒီပြည်သူစစ်အကိုတို့ဘက်ကရောထိခိုက်တာရှိမလားမသိဘူးအဲကျွန်တော်တို့စီကဘန်ဂါခိုင်မာနဲ့လှုပ်ထားတာဆိုပြည်သူစစ်ကဟိုအစမှန်နဲ့တာမန်တန်ရာဆေးဟုံအောင်သွားကြမလို့တာမန်တန်ရာတိောက်ရသွားတာတော့ရှိတယ်ဟုတ်ကဲ့ပြီးတော့အဲ့မှာဟိုပေါ့ပြည်သူစစ်ကတိောက်ကတော့အစမှန်တာတိောက်ရှိဟုတ်တယ်အဲ့ဒါပဲရှိမှာဂျန်နဲ့ကြီးကြီးမားမားတော့မရှိဘူးကြာ အခုလက်ရှိမှာဩအကိုကြီးဒီကျွန်တော်တို့ဒီဇွန်နှစ်ရက်နေ့မှာဩတောင်လာမှာတိုက်ပွဲတွေရှိနေသေးလားဒီနေ့ဇွန်နှစ်ရက်နေ့ဒီတော့ဇွန်နှစ်ရက်နေ့မှာတော့တိုက်ပွဲတွေလုံးဝမရှိပါဘူးဗျာဒီနေ့လည်းငြိမ်နေပါတယ်သူတို့တွေကကြိုးကြားကြိုးကြားလေးပဲလာလို့တယ်အဲတည်တည်လေးတွေလာလို့တာလေးတွေရှိတယ်အဲ့ဒါလည်းဒီမေ28ရက်နေ့ကနောက်ဆုံးမှအဲ့နောက်လာလို့တာမရှိဘူးဗျာ ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့အခုအဲ့ဒါဆိုသူတို့ရဲ့တိုက်ခွတ်တိုက်ခွတ်ပေါ်တဲ့ပုံစံကြီးကဘယ်လိုကြီးလဲဗျတိုက်ခွတ်ပေါ်တဲ့ပုံစံကျွန်တော်နားလည်သလောက်ပြောရမယ်ဆိုရင်ပေါ့နော်သူတို့ကအွန်လိုင်းမှာသူတို့ရဲ့မီဒီယာတွေမှာလည်းဒီဟိုတင်မြင့်ဆောင်အညာဆက်စင်ရေးတို့ဘာတို့သူတို့တွေအဲ့လိုအော်ကြတယ်ဗျအာအဲ့ဒီမှာလည်းလိုင်းလိုင်းဝိုင်းဝိုင်းပြောကြတယ်ကျွန်တော်တို့ထင်တာကဒီစစ်ပွဲစီဟိုမေ15ရက်ကနေစမယ်ဟိုမရမချင်းကျွန်တော်တို့ကဓာကြီးဟို ဟိုဘာလို့ပြန်ကြားလို့ပြန်ချကြမယ်လို့ထင်တာသူကအဲ့လိုတိုက်တာကအဲ့လိုမျိုးမဟုတ်ဘူးလားအဲအဲ့ဒါလေးကကျွန်တော်နည်းနည်းလေးဟိုကျွန်တော်ကျွန်တော်ရဲ့ public ကအမြင်လေးကျွန်တော်သိသလောက်လေးပြောပြမယ်ပေါ့နော်ကိုဒီပြောရရင်ကျွန်တော်2024 August လ7ရက်နေ့မှာညညခိုင်စစ်စင်ရေးဆိုပြီးတော့ MDOS ဆိုပြီးတော့ကြတော့ဒီ Net District Operation ဆိုပြီးတော့သူတို့လုံးကြတယ်ဆက်အဲလုံးတော့ နေဟိုဟာကျွန်တော်မှတ်မိသားဆိုတော့2024 August လ2ရက်နေ့မှာစတိုက်တယ်။စတိုက်ပြီး August လ15ရက်နေ့မှာပြီးသွားပြီ။အဲ့လိုမျိုးတစ်ချိန်တိုက်ခဲ့ရပေါ့နော်။အခုဒီကိုင်းစင်းကောင်းဆက်စင်ရေးဆိုရယ်ကောင်းစင်နေကြတော့အညာနေဆက်စင်ရေးဆိုရယ်ကောင်းစင်နေကြတော့2000ဒီ25မေလ15ရက်နေ့မှာတို့စတိုက်တယ်။အဲ့ဒီမှာနည်းနည်းလေးထူးခြားသွားတာကတို့ဒီ NUG ရဲ့ကိုယ်စားလှယ်လို့ပြောတဲ့ငထိုးကြီးမြို့နယ်က ဒီလွတ်တော်ကိုယ်စားလှယ်ဟောင်း NUG တာဝန်ရှိသူတယောက်ပြီးခဲ့တဲ့ဒီဧပြီလစမ်းပိုင်းမှာကျွန်တော်ငင်းညံမြို့နယ်မြောက်ဆရာပိုင်းပေါ့နော်ကျွန်တော်ငဇွန်မြို့နယ်အဆက်တွေကိုငဇွန်မြို့နယ်အဆက်ငင်းညံမြို့နယ်နဲ့ငဇွန်မြို့နယ်အဆက်မှာဒီကောင်ရောက်လာတယ်ဒီကောင်ရောက်လာပြီးနောက်ပိုင်းမှာကိုညံကိုနေတော့အညာဆစ်စင်ရေးဆိုရဲတိုက်ကွက်တစ်ခုစပေါ်လဲပေါ့နော်ပေါ်တဲ့အချိန်မှာပထမဦးဆုံးဆစ်စင်ရေးနေ့မှာပဲအကိုတို့အားလုံးဒီလူလူတော်တော်များများပြိထားတဲ့နာမည်ကြီးနေတဲ့တက်ကြီးပေါ့ ်ညံ့ခံတဲ့ရင်ခွန်တက်ကြီးဆိုတဲ့ကောင်ကအဲ့ဒီနေ့မှာပဲဒီစစ်စင်ရေးမှာသူ့တပည့်တွေကြွားလို့6ရောလားမသိဘူးကြွားလို့မပါတော့ဘူးဆိုပြီးတော့ကျင်ညာချက်ထထုတ်တယ်အဲ့လိုကျင်ညာချက်ထုတ်တဲ့အချိန်မှာအဲ့မှာနထိုးကြီးက PDF ကောင်းဆောင်စိုးအောင်ကသူ့လူမှုကွန်ရက်စာမျက်မှာလူမှုကွန်ရက်စာမျက်နှာ Facebook မှာတော့ post လေးတစ်ခုစောင်းတင်တာကျွန်တော်တွေ့လိုက်တယ်ပါတယ်ဟောလက်နက်ကင်ဒုက္ခတင်တာဆိုလားလက်နက်ကင်စစ်ဆောင်တင်တာဆိုလားပဲအဲ့လိုတော့ရေးလိုက်သေးတယ် တို့ချင်းတောင်သဘောထားကွဲလွဲမှုတွေဖြစ်နေတယ်ဒီကိုယ်နဲ့ဆောင်အညာနေစစ်ချင်းနဲ့ပတ်သက်ပြီးနောက်တစ်ခုကတို့တိုက်နေတဲ့ပုံစံကကျွန်တော်မြင်တဲ့အမြင်ကတော့နင်းညံ့ကိုအဓိကထားတိုက်တာမဟုတ်ဘူးတောင်သာနှထိုးကိုအဓိကထားတိုက်တာတောင်သာနှထိုးကိုအဓိကထားတိုက်ရတဲ့အကြောင်းရင်းကလည်းဟိုအမားကိုရှောင်ပြီးအပြစ်ကိုရှာတဲ့သဘောလေးရှိတယ်လို့နောက်တစ်ခုကဒီကျွန်တော်တို့တရုတ်တံခွေပိုက်လိုင်းသွားတဲ့လမ်းကြောင်းမှာရှိရမျိုးလေးကိုတို့ကအဓိကထားပြီးတိုက်နေတယ် အဲတောင်သာနယ်ကနေပြီးတော့တသေးသေးဟိုဘက်ကိုဆက်ပြီးတော့ချဲ့လို့ရမယ်ဆိုတော့သူတို့က amber လောက်ထိမှန်းထားတဲ့သဘောပေါ်ကြာဒီတဘာဝတောင်ငွေပိုက်လိုင်းတကြောကိုသူတို့ကအဓိကထားပြီးတက်ကထားပြီးတိုက်ရှင်တဲ့သဘောဒါမှလည်းဟိုသူတို့ကနိုင်ငံရေးခင်းချင်းသဘောလေးလေပါနေရပေါ့ဟိုကြီးကကျွန်တော်တို့ကတော့အဲ့လိုပဲနည်းမှာလေပေါ့အဲလက်ရှိစစ်စင်ကြီးကတော့သူတို့ဟိုကိုင်းကောင်းအညာနေစစ်စင်ကြီးကတော့တောင်သာမြင်းညံမှာတော့သူတို့တွေအားရော့သွားပြီးငထိုးကြီးကိုပဲဒီကောင်းနေ နထိုးကြီးမျိုးပေါ်မှာပေါ်တင်သွားပြနေတာတို့အဲမကြငယ်မဲ့နထိုးကြီးမျိုးကိုတိန်းတော့မှာလို့ဆိုပြီးပုံစံတွေလုတ်ပြနေနထိုးကြီးကတော့သူကဒီ PDF တွေကငိုကနေကအားကောင်းနေတဲ့မျိုးကိုတပုံအားကောင်းနေတဲ့မျိုးပြီးတော့အဲနထိုးကြီးကလည်းသူကဘလို့ပြောရမလဲကျွန်တော်တို့တွေအလွယ်သေးအောင်တော့ဒီနထိုးကြီးကလွတ်တော့ကိုယ်တည်းတယောက်ကလည်း energy မှာနည်းနည်းနေရာရနေရရှိတယ်။ energy ကလွတ်တော့ကိုယ်တည်းတယောက်က နေရာရနေရာရှိတော့အဲ့ဒီပုံကဟိုသူ့ရဲ့နှထိုးသားတွေကိုမြောက်ပေးပြီးတော့ကြတော့လက်နဲ့ခင်းရန်ပါညာစအပြေဝပံ့ပိုးပေးပြီးလုံနေတာအဲ့ဒီနှထိုးကြီးကစိုးအောင်ဆိုရဲကောင်းပေါ့အခုလောဆယ်တော့ဟိုတနေ့ကသူ့ရဲ့လူမှုကွန်ရက်ဆောင်တဲ့နာမှာတွေ့လိုက်တာတက်မတော့လင်းရင်ဘုံထိပ်ပြီးတော့ဟိုမှာလင်းရင်နဲ့ကျဲတဲ့ဘုံကျဲတဲ့ဥစားထိပ်ပြီးတော့ဝီချဲလေးစီလို့ရှောက်တော့ဒဏ်ရာရထားတယ်ဒီကောင် ော်ဟုတ်ကဲ့ပါပါဟိုဟာနထိုးကြီးနထိုးကြီးပြည်သူစဲဟိုဟာနထိုးကြီးရဲ့ဟိုဟာ PDF ခေါင်းဆောင်စိုးအောင်တန်းရသွားတာပေါ့အဲ့လိုလားကိုဟုတ်တယ်ဟုတ်တယ်စိုးအောင်တန်းရထားတယ်တက်မတော်လေချောင်းတက်ခတ်မှုကြောင့်အဲ့မှာသူလေချောင်းနဲ့တွေ့ထားလို့အဲ့မှာခြောက်တန်းရရူချိစီလို့အကိုလိုချင်တယ်ဆိုကျွန်တော်ဓာတ်ပုံပို့ပေးလိုက်မယ်အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲ့ဒီဟာဆိုရင်လေအကိုကျွန်တော်တို့ထပ်မေးချင်တာလေးရလေဒီတောင်သားမှာဖြစ်တဲ့တိုက်ပွဲတွေအတွင်းမှာပေါ့နော် ဒီပြည်သူ့ရဲ့တက်မတော်ရဲ့ပူပေါင်းတိုက်ခိုက်မှုအခြေအနေလေးကိုပေါ့နော်ခံချက်ညီညီလက်တွဲညီစွာပူပေါင်းတိုက်ခိုက်မှုအခြေအနေလေးကိုအကိုပြောပြလို့ရတယ်လို့ပြောပြပေးပါလားအာရပါတယ်ဗျာတက်မတော်ကတက်မတော်နဲ့ပြည်သူ့စစ်တွေနဲ့ကဒီတောင်သာမှာတော့ခံချက်ညီပါတယ်နဲ့ဒါတောင်သာကထဏောင်းကြီးရွာကဒါပြည်သူ့စစ်ခေါင်းဆောင်ဦးထူးအောင်အပါဟိုဥဆောင်ပြီးတော့ကြတော့ဒီအဖွဲ့တွေကဒီ၃ရက်ဆက်တိုက်တိုက်စစ်ကိုတင်းအောင်လုံးရင်းနဲ့ အင်အားအလုံးရင်းနဲ့ဒါတိုက်တိုက်စစ်ကိုသူတို့တွေရအောင်ခံပြီးတော့ခြားတယ်ခံစစ်ကောင်းကောင်းနဲ့ခံခြားတယ်တမလုံးကလည်းတောက်လျှောက်လေချောင်းစစ်ကူနေတဲ့စစ်ကူနေတဲ့စစ်ကူဆိုလို့ရှိရင်ကျွန်တော်တောင်သာဘက်ကဝင်နေတဲ့အတွက်နင်းညံဘက်ကနေတောက်ဝင်ပြီးတော့ကြားချက်ပြီးတော့နောက်ကနေရန်သူနောက်ကနေပြန်ဝိုင်းပြီးတိုက်တာမျိုးတွေရတာလုတ်ပေးနိုင်ပါလေဗျတောင်သာကတော့ဒီနင်းညံခင်တည့်ရင်တုံးဆိုတဲ့ဒီ မြန်မြန်ခံတိုင်းသုံးအမိသားအမိခံထားတဲ့တောင်သားကတောင်သား PDF အဖွဲ့တွေကလည်းဒီဒါတက်မော်နဲ့ဒီသုစင်နဲ့ဟန်ချက်ညီညီတိုက်လိုက်တဲ့အတွက်သူတို့ကိုယ်တိုင်မဲ့ဒီထဏောင်းကုန်းဒီသုစင်ကြေးရွာကိုမသိမ်းနိုင်မဲနဲ့ဆယ်ယောက်တန်ရာရပါတယ်ဆိုပြီးသူတို့ရဲ့လူမှုကွန်ရက်စာသင်းနာမှာကိုတရင်ထုတ်ပြန်ထားရတဲ့အခြေအနေမျိုးရှိပါတယ်ကိုဒါကျွန်တော်တို့တက်မော်နဲ့ဒီသုစင်ရဲ့ဟန်ချက်ညီညီတွဲပြီးတော့ဟန်ချက်ညီညီတွဲပြီးတော့တိုက်စစ်ဟိုခံစစ်ဆင်ခဲ့တာရောပြန်လေတိုက်ခိုက်နိုင်ခဲ့တာရောကြောင့်မို့လို့အောင်ပွဲအောင်မြင်မှုရတယ်ဆိုတဲ့အတိုင်းတာမျိုးပါကို အခုဆိုရင်ကိုကြီးရေဟိုတောင်းတာဟိုဒီ PDF အဖွဲ့တွေကလာရောက်တိုက်ခိုက်တာမျိုးမရှိတော့ဘူးပေါ့စေဦးကြိုးသားသလိုဖြစ်လာစေဦးကြိုးသားလို့ဖြစ်လာဆိုတော့ကျွန်တော်တို့ဒီဟိုဟာပေါ့ဗျာထနောင်းကုန်းပြည်သူစစ်ကြေးရွာပြီးတော့ကျွန်တော်တို့ဒီ15ရက်နေ့ကနေ16ရက်နေ့ဒီထနောင်းကုန်းပြည်သူစစ်ကြေးရွာကိုတိုက်တယ်16ရက်နေ့မှာ တောင်းတာဒီမင်္ဂလာဦးဂိတ်နဲ့ ကျွန်တော်တို့ဒီဝန်ထမ်းအိမ်ရာဝန်ထမ်းပေါင်းစုံစုပေါင်းနေတိုင်းနဲ့ဝန်ထမ်းအိမ်ရာကိုလာတိုက်တယ်။လာပြီးဝန်ထမ်းအိမ်ရာတော့တိုက်တာမဟုတ်ဘူးဝန်ထမ်းအိမ်ရာဒီကောင်လေးလက်နဲ့မရှိတဲ့ဝန်ထမ်းလေးကိုဝန်စီးပြီးတော့နိုင်ငံဝန်ထမ်းတွေဝန်စီးပြီးဖမ်းဆီးခေါ်ဆောင်သွားဘူး။အဲ့ဒါပြီးကနေကအဲ့ဒါပြီးတော့နောက်ဒီ16ရက်နေ့မှာပြီးသွားပြီးတော့ကြာ28ရက်နေ့မှာလက်နဲ့မရှိတဲ့နေစင်းရုံးကိုဝန်ရောက်စီးနှင်းပြီးတော့ကြတော့နေစင်းရုံးကိုမိရှုံပါလေ။မျိုးနေပုံထောက်ထားတွေပါဆုံးရှုံးတာပေါ့ဒါတွေဆုံးရှုံးပြီးတော့နောက်တာကျွန်တော်တို့ဒီဟိုမှာ စကြံလမ်းမှာရှိရဲစကြံမျိုးဝင် gate ကိုလာတိုက်တယ်အဲ့ဒါလည်းဒီကောင်းနေဝင်ပြီးတော့တက်လုံးနဲ့အတိုင်းတာမျိုးတွေမရှိပါဘူး gate ကိုအဝေးကနေပြီးတော့ပြစ်တယ်ပြစ်ပြီးတော့ကျတော့အဓိကတော့နေစင်းရုပ်ကိုမိရှို့ခြင်းလို့ gate ကိုဟန်ပြတိုက်တဲ့သဘောမျိုးပဲအဲ့နောက်လာတိုက်တယ်မရှိဘူးအဲ့နေရောကလည်းဒီတက်မတော်စစ်ကြောင်းတွေကမြို့မှာရှိရဲမြို့လုံးညိုရေးစစ်ကြောင်းတွေကဒီလာပြီးတော့တိုက်တဲ့ဒီအကြမ်းဖက် PDF တွေကိုနောက်ကနေပြီးတော့လိုက်လံခြေမုန်းတဲ့အတွက်အဲ့နောက်ပိုင်းမှာတော့ လာပစ်တာလာပြီးတော့တိုက်ခံလို့တော့မရှိတော့ပါဘူးပေါ့။လောဆယ်တော့ဒီကောင်လေးစစ်ဦးကျိုးသွားတယ်ဆိုတဲ့သဘောမျိုးပါပဲ။တော်တော်လေးငြိမ်သွားပြီ။တော်တော်လေးဟိုဟွာဆက်သွားပြီ။လာပြီးတော့တည်တည်အဆင်မျိုးတော့မှမလုံနိုင်တော့ပါဘူး။ဟာဟုတ်ကဲ့ပါဟုတ်ကဲ့ပါ။ဒါနောက်ပြီးတော့မြို့ပေါ်လူတို့ကလည်းဒီစစ်ရဲ့သဘောတဘာဝမြို့မှာစစ်ဖြစ်ရင်ဘလောက်နာရဲဆိုတာကိုတို့ကလည်းသိတော့မြို့လူတို့ကလည်းအကြမ်းဖက်အဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှုတွေ ဒီလှုပ်ရှားဆောင်ရွက်မှုတွေသူတို့သိပြီဆိုတာနဲ့လုံခြုံရေးအဖွဲ့လေးစီကိုတနည်းမဟုတ်တနည်းနဲ့မရရအောင်တင်ပေးကြတယ်ပေါ့။ဟာဟုတ်ကဲ့ပါဟုတ်ကဲ့ပါ။အဲ့ဒါနဲ့ဒီကမြို့နီးဟုတ်ကဲ့ကိုမြို့နာမအောင်ကြောက်တာပေါ့။အဲ့ဒါနဲ့တစ်ဆက်သေးပေါ့နော်အခုဒီတောင်းသာပကဖအဖွဲ့ပေါ့ဟို PDF အဖွဲ့တွေပေါ့ဒေသခံတွေရဲ့အားပေးထောက်ခံမှုကရှိသလားကိုဒေသခံတွေကသူတို့ကိုကူညီပေးတာတို့ပါလို့ရရှိသလား။ ဒေတာကနေကကူညီပေးတာပါ냐ရှိလားဆိုတော့ဒီအဓိကတော့ဒါကျွန်တော်ရိုးလေးတော့တရမယ်ကွာသူတို့ရွာဒီဝါရွာရွာဒီဝါကိုသူတို့ဝင်သွားပြီဝင်သွားပြီဆိုတဲ့အချိန်မှာဒီတောင်သာပကပအဖွဲ့ကဒီရွာဒီဝါကိုဝင်လိုက်ပြီဆိုလို့ရှိရင်ရွာမှာရှိတဲ့လူတွေကတချို့ကြတော့လေဒီစီကမြေရှိရလူကတေးကြတာပေါ့။ရှောင်းနေရတိန်းနေရရှိရဆွေးနွေးနေရရှိရဘက်ကိုရှောင်းသွားကြ။ရှောင်းနေရမရှိရလူတွေကရွာမှာဆက်နေရ။နေရပြီဆိုလို့ရှိရင သူတို့နေတဲ့ရွာမှာဘာလာပို့လိုက်ညာလာပို့လိုက်ဆိုတဲ့အတိုင်းသားမှာတနက်ကင်ထားလေစိတ်ပြီးကင်ထားတဲ့လွေမှာမဟုတ်တာတနက်လွယ်ထားတာဆိုတော့ကြောက်တော့လေပို့ရတာဟိုလိုလိုလားလားနဲ့ထောက်ခံတဲ့လူကတော့နဲပါတယ်သူတို့အမာခံ NLD အမာခံတွေလောက်ပဲထောက်ခံနေကြတာပုံကိုရေးရရင်းနှီးလို့တချိန်တော့ NLD ပါတီမှာပါဝင်ခဲ့လို့ထောက်ခံနေကြတာပဲရှိတာဟိုလိုလိုလားလားထောက်ခံနေရတယ်လို့တော့မရှိပါဘူးကင်ထားတဲ့လက်နဲ့ကြောက်လို့သာ ိုထောက်ခံနေရတယ်ဆိုအတိုင်းတာမျိုးပေါ့လိုလိုလားထောက်ခံနေရတာလုံးလုံးမရှိဘူးတော့မဟုတ်ဘူးပေါ့နော်ဟိုတရားမှာတရားမှာ50 60ရောက်တော့ရှိခြင်းရှိမှာပေါ့ဟို100%ကြီးထောက်ခံနေပါတယ်ဆိုတော့မရှိဘူးကြောက်နေကြတာပါပဲကြောက်လို့ထောက်ခံနေရတယ်ဆိုအတိုင်းတာပဲဟာဟုတ်ကဲ့ပါကိုအကိုရဲ့ကျွန်တော်တို့ထပ်မေးချင်တာပေါ့နော်ကျွန်တော်တို့လည်းဒီသမှုကွန်ရက်ဒီမှာဖတ်လိုက်ရတယ်ဟိုပါပေါ့နော်ဒီအကျန်းဖက်လုံးရဒေသခံတွေအနေနဲ့ပေါ့နော် ဒေသခံတွေအနေနဲ့ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကိုအားမပေးပါအားမပေးဖို့နဲ့ကိုမျိုးကိုရွာကိုဖျက်ဆီးသလိုမျိုးမလုပ်ကြဘူးဒီလှုံ့ဆော်ဟွာပေါ့နော်အကြံပြုဒါတွေမေတ္တာရခံတာတွေလည်းတွေ့နေရတယ်ဒီဟာပေါ့နော်တချို့တော်ဒီတောင်သားမြင်းညာနထူးဤသားတချို့တဝက်ကပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အကူပါမြန်ပြောချင်အောင်လည်းမသိဘူးအဓိကကတော့ဒါကျွန်တော်တို့ဒါအများမြင်တာလဲဥပမာပေးရရင်မိုးဘုတ်ပေါ့မိုးဘုတ်တပုံအောက်ကိုရောက်သွားတဲ့အချိန်မှာ တသေးပန်းနဲ့ကြိုပဲတပုံတသေးပန်းနဲ့ကြိုပဲမျိုးပဲဒါပေမဲ့လူမှုကွန်ရက်စာမျက်နှာမှာအတန်းကြီးထွက်လာရင်မိုးကုန်းမျိုးမှာရှေ့ရခါသီးမှုကိုဘယ်လိုခံစားနေရလဲဆိုတော့နင်းနေကြတယ်ဒီလိုမျိုးတွေနင်းညားရတဲ့အချိန်မှာကျွန်တော်တို့ data မှာရှိတဲ့သူတွေကလည်းကျွန်တော်တို့ data ကိုဒီလိုမျိုးတွေဖြစ်မှာအင်မတန်ကြောက်ကြတယ်ကြောက်ကြတော့ဆောနာကျွန်တော်အကိုပြောခဲ့သလိုပေါ့ခြေခဲ့သလိုပေါ့သူတို့ကိုယ်တိုင်ကဒါကျွန်တော်တို့ဒါဒီတချို့ဆိုလို့ရှိရင်ဒါလုံးဝ NLD အမှားကန်နေပါပဲသူတို့ဆိုရေးတောက်တယ် ို့ဘိတော်ညာလည်းဒီမျိုးမှာစစ်စစ်မှာကြောက်တော့ဒီအကြမ်းဖက်သမားတွေလှုပ်ရှားဆောင်ရွက်မှုတွေသူတို့သိရတယ်ချက်ချင်းကျွန်တော်တို့သတင်းပေးရတယ်တောင်ရှိရခုအဲ့တော့တမတော်နဲ့ဒီသူစစ်တွေနဲ့လုံညိုရေးအဖွဲ့အစည်းတွေအပေါ်မှာဒေတာကန်တွေရဲ့သဘောထားဘလို့ရှိရသူတို့ဒေတာအပေါ်မှာအေဂျင့်မှုပြက်ပြန်းမှာဘလို့ကြောက်တယ်ဆိုတာဒီအချက်ကပေါ်လွန်နေတာပါပဲခုဒီ PDF အဖွဲ့တွေအနေနဲ့ရောအလင်းဝင်တာမျိုးတွေပါရောရှိသလားအဲဟိုအားလုံးကတော့ နည်းနည်းတော့ကြာပြီနှစ်ပိုင်းခြားတော့ရှိပြီဒီလူငယ်လေးတယောက်အလင်းဝင်လာခဲ့ဘူးပါတယ်ကြာကျွန်တော်တို့စီမှာလက်နဲ့ခဲရန်တော့မပါခဲ့ဘူးတန်းန်းတက်ပြီးတော့မှပြန်သေးလာပြီအလင်းဝင်လာအလင်းဝင်လာခဲ့ပြီးလည်းညီလေးတယောက်တော့ရှိခဲ့ဘူးတော်တော်လေးကြာပါပြီအဲ့ဒါလေးကတော့ကျွန်တော်တို့ဟာလောက်တော့ငါပါ2020ဘုံတော့တင်တယ်ကျွန်တော်တေချာလေးတိတ်တော့မမတ်မီတော့ အဲ့နောက်တော့အလင်းဝင်လာတာတော့မရှိဘူးအဲ့ဒါဆိုရင်အခုတောင်းသားမှာဆိုလို့ရှိရင်ပေါ့နော် PDF ဖွဲ့တွေဟိုသဘောထားကွဲလွဲနေတယ်ဆိုတဲ့သတင်းတွေလည်းကြားနေရတယ်အခုအဲ့ဒါနဲ့ပတ်သက်တော့အကိုကြားမိသေးလားမသိဘူးအဲကြားပါတယ်ကျွန်တော်တို့တောင်းသားမှာဆိုလို့ရှိရင်အကြံဖက်လုပ်ငန်းတွေအဓိကလုပ်နေတာဒီညဉ့်ညံခံတိုက်ရင်ဟုတ်လား၃ညဆိုတဲ့ PDF တောင်းသားသားတွေပေါ့နော်အဲ့ တောင်သာတောင်သာတည်ရင်ပေါ့အဲ့ဒီတည်ရင်ရယ်တောင်သာပကဖရယ်ဆိုပြီးရှိပါတယ်တောင်သာပကဖကတော့ဒီဘယ်လိုပြောရမလဲတောင်သာပကဖကတော့သူကဒီမတက်ဆိုင်တဲ့ဝန်လန်းနေပါရစဝန်ရောက်ဖန်စီထိန်ထိန်နေပါရစရှောက်လို့အလိုမျိုးပေါ့ဒီလိုမျိုးတွေလောက်ပါညာလောက်ညဉ့်ငယ်တည်ရင်လုံးလဲဒီလက်ကလုံးငန်းတွေလောက်လောက်နေပြီတော့ညာလဲသူတို့နှစ်ဖွဲ့ကဒီညဉ့်ငယ်တည်ရင်သုံးတော့ တောင်သာဘက်ကပါဝါသူတို့ချင်းကခေါင်းဆောင်ပိုင်းတွေချာမှာသဘောထားကွဲလွဲမှုတွေရှိနေပါတယ်ကျွန်တော်လည်းလူမှုကွန်ရက်စာမျက်နှာသုံးနေအချိန်မှာတွေ့နေရရဒီတောင်သာဘက်ကဖမှာဆိုလို့ရှိရင်တောင်သာဘက်ကဖထဲမှာကိုပဲတောင်သာဘက်ကဖရဲ့လက်အောက်ခံလူငယ်တွေနဲ့ခေါင်းကြီးပိုင်းတွေနဲ့သဘောထားကွဲလွဲမှုတွေရှိတယ်လူငယ်တွေကသူတို့လူမှုကွန်ရက်စာမျက်နှာတွေမှာတင်နေရတယ်လဲကျွန်တော်တွေ့နေရတယ်အဲသူတို့တွေကိုချမနှင်းပါနဲ့ ဒီစပွဲဒီဒေါ်လန်ရေးကြီးမှာလူငယ်တွေကသာအဓိကပါလူကြီးတွေနေရာမယူခြင်းကြပါနဲ့ဘလို့ပညာနဲ့ရေးနေရတယ်တွေ့နေတာပဲပို့သူတို့တွေမှာသဘောထားကွဲလွဲမှုအများကြီးရှိတယ်အဓိကတော့တောင်တန်ပကဘတာဝန်ခံကြီးစိုးနဲ့ဒီတောင်တန်ပကဘအဖွဲ့ဝင်လူငယ်တွေကြောင်းမှာသဘောထားကွဲလွဲမှုတွေရှိနေတာပို့အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအဲဒီ ဟိုပါပေါ့နော်ဒီနောက်ဆုံးမိကုန်းအနေနဲ့ပေါ့နော်ဒီကိုကြီးတောင်းတာမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့အကိုပါမြန်ဖြည့်ဆက်ပြောကြည့်အောင်လည်းမသိတောင်းတာမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ပြောချင်တာကတော့အိုးအများကြီးတော့မရှိပါဘူးအဓိကကတို့ဒီတောင်သားမှာသိခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်ပြီးတော့တို့တွေကဒီတောင်သားမှာသိခဲ့တဲ့တိုက်ပွဲနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ကိုအဓိကထားပြီးတော့ဒီလက်နက်ကင်ဖွဲ့စည်းကြီးကိုဒီလိုချက်တွေကျွန်တော်တို့ ရဲတပ်ဖွဲ့တွေကိုဒီကထားပြီးတိုက်ခိုက်တယ်ဆိုတာထက်သူတို့တွေကလက်နက်မရှိတဲ့အရက်သားပြည်သူတွေနဲ့အရက်သားဝန်ထမ်းတွေကိုအဓိကထားပြီးတိုက်ခိုက်တယ်အဲအဲ့လိုမျိုးတိုက်ခိုက်ဖို့အတွက်ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလာပြီးတော့ရောင်းစားတိုက်ပြီးတော့ကြမှာသူတို့တွေကတစ်ဖက်ကလက်နက်မဲ့မရှိတဲ့အရက်သားဝန်ထမ်းတွေအရက်သားပြည်သူတွေကိုတော့လုတ်တယ်နိုင်ငံတိုင်းအစိုးရတွေကိုမိရှုပ်ဆက်စီးတယ်အဲဒါဆိုဒီလိုမျိုးတွေလုတ်နေတာတွေအဓိကထားပြီးလုတ်နေရတယ်ပါအဓိကကတော့ ်တမလို့စစ်ကြောင်းနေတဲ့ဒီသူစစ်စစ်ကြောင်းဒီသူစစ်တွေတကယ် PPCC တရင်ရလို့သူတို့ဝင်တိုက်ပြီဆိုလို့ရှိရင်သူတို့ကခံတိုက်လို့တော့မရှိပါသေးဘူး။ဟာဟုတ်ကဲ့ပါ။အကိုကြီးဟိုပါတော့နော်နောက်ထပ်တစ်ခုကကျွန်တော်အဲ့ခုနအကိုတို့တောင်သာမြင်းရံနထိုးကြီးကိုတိုက်တိုက်ခဲ့တယ်ပေါ့နော်။အဲ့ခုန PDF ပူပေါင်းဖွဲ့တွေကအကိုတို့အဲ့တောင်သာလာတိုက်တော့ PDF ဘယ်နှဖွဲ့လောက်ရှိမလဲဗျ။တောင်သာလာတိုက်တာတော့အဓိကလာတိုက်တာ ရင်း၃ရင်း တောင်သာပကဖားပဲပေါ့တောင်သာပကဖားမှာတော့တို့ဒီကျညာချက်ထုတ်တင်ထားတဲ့အတိုင်းအတာအရာတွေ့ရတော့အဲနေသီရောရင်းရှေ့ရတက်ပြီးရင်အဲစင်ငိုင်းပကဖားမလေးယားပကဖားညောင်ဦးပကဖားမလိုင်းပကဖားမေချီလာပကဖားတို့တွေပါလာပြီးတော့ပူပေါင်းပေးတယ်ဆိုပြီးတိထားပါတယ်လေအခုကျွန်တော်တို့လည်းအခုလူမှုကွန်ရက်မှာအခုလေးတင်ဖတ်နေတာပေါ့နော်ဒီတောင်သာပကဖားရဲ့တောင်ဝင်ကန်ကြည်စိုးမကျေနပ်မှုတွေရှိနေတယ်သူတို့အဖွဲ့အစည်းမှာလည်းမများတမှုတွေမကျေနပ်မှုတွေများနေတယ်လို့ဟို ြရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အကိုကဘာမှန်းကြားမိသေးလဲမသိဘူးကြားပါတယ်သူတို့အဲ့မှာဒီကြီးတောင်တာဘကဘတောင်ငံကြီးစိုးနဲ့ပတ်သက်ပြီးတော့သူတို့ဒီထဲမှာသဘောထားကွဲလွဲမှုတွေတော်တော်လေးကိုဖြစ်နေတာအဓိကတော့ငယ်ပိုင်းနေနဲ့သူတို့ကောင်းကြီးပိုင်းနေကြမှာမနှက်တာမှုတွေရှိလို့ဒီလိုမျိုးဖြစ်နေလို့ယူဆရနောက်တစ်ခုကဒီပီရီယက်ထဲကိုဝင်သွားတဲ့လူငယ်တွေမှာလည်းအဲကျွန်တော်တို့ဒီចောင်းသားလေးတွေအများကြီးပါတယ်ခက်တဲ့ညားလေးအများကြီးပါတယ်အကြီးဆိုးလို့ဆိုတာက ကိုကြီးဆိုးပဲပြောပါတော့ကျွန်တော်တို့အသက်အများကြီးကြီးပါတယ်တို့တွေဆိုတာကအသက်ရွယ်တစ်ခုရလဲကြီးပြီးခက်တညာတယ်လည်းမဟုတ်ဘူးအဲ့တော့ဒီလူငယ်တွေနဲ့လူကြီးတွေကြားမှာမနာတမှုတွေသွားလုပ်တဲ့အချိန်မှာမနာတမှုတွေသွားပြီး fair တဲ့အောင်မနေတဲ့အချိန်မှာတဲ့ဒီလူငယ်တွေဘက်ကပကံမြဲနိုင်သိပြီးသဘောထားကွဲလွဲမှုတွေဖြစ်လာတယ်လို့ပဲကျွန်တော်တို့ကယူဆပါတယ် ။ဟောသိကျင်တာလေးနောက်တစ်ခုကအကိုတို့ဒီတိုက်ပွဲတွေဖြစ်တဲ့ကာလာတိုက်ပွဲတွေဖြစ်ပွားမှုကြောင့်ပေါ့နော်။ကျွန်တော် တို့ဒီတောင်သာမြို့မှာနေရဆုံးခွာတာတွေရောရှိသလား။ဒါမှမဟုတ်လူတွေကပုံမှန်တိုင်းသွားလာလှုပ်ရှားနေကြသလား။အဲကျွန်တော်တို့တောင်သာမှာတော့ဒီတိုက်ပွဲဖြစ်တဲ့ရက်တာရက်ကတော့ဒီတချို့အဆိုင်လေးတွေမဖွင့်ကြဘူးပေါ့နော်ဟိုတိုက်ပွဲဖြစ်ပြီးနောက်ရက်ဆိုတာ ਨੇ ကျွန်တော်တို့စီမှာပုံမှန်ရောင်းဝယ်ဖောက်ကားနေကြရှောင်းနာပြူတာလည်းအဲ့လိုနေရွှေဆန့်ခွာပြီးတော့ ရှောင်သွားကြတာတူသွားကြတာလည်းမရှိပါဘူးကိုယ်အိမ်ကိုယ်ရမှာပဲပုံမှန်ပဲနေကြအဲရောင်းဝယ်ဖောက်ကားကြတိုက်ပွဲဖြစ်နေတဲ့အချိန်မှာတော့တူတူကိုကိုကြောက်ကြလန့်ကြတော့မထွက်ကြဘူးပေါ့အဲဒီအချိန်ဆိုတော့မြို့ပေါ်မှာလူတွေရှင်းလင်းနေပြီးတော့အဲမနေ့ရက်လို့ဖြစ်ဒီနေ့လို့နေဆိုလို့ရှိရင် ပုံမှန်ပဲဈေးတွေလည်းပုံမှန်ဖွင့်ဆိုင်တွေလည်းပုံမှန်ဖွင့်ရောင်းဝယ်ဖောက်ကားကြရွာဘက်တွေကလည်းဈေးဈေးကားကျွန်တော်တို့စီကဈေးကားလို့သုံးတာပေါ့ဟိုလူစုပြီးဈေးဝယ်တက်ကြတာရွာဘက်တွေကလာတဲ့ဈေးကားတွေလည်းပုံမှန်ပဲတွားလာနေကြတာပါပဲအဲ့လိုမျိုးနေရဲစင်ွားပြီးတော့ရှောင်းတိန်သွားတာ ထွက်သေးသွားတာမရှိပါဘူးပေါ့နော်ဒီပုံမှန်သွားလာလှူရှားမှုတွေပဲအနေနဲ့ရှိနေတာပါပေါ့ဟိုလမ်းပိုင်းတွေဘာတွေပိတ်တာတွေရောရှိသလားပေါ့လမ်းပိုင်းပါညာတော့ဒီအကြံဘက်အပွဲစည်းတွေကလမ်းပေါ်မှာတက်ဆက်ပါညာဆိုတော့ဒီဝန်ထမ်းတွေတော့သွားရလာရေးခက်ခဲတာပေါ့ကျန်တာတွေကတော့သွားလာလာတာဟိုတာမန်အရသားတွေသွားတော့သွားလာလာရှိတယ်လမ်းမှာတွေ့ရင်တယ်လီဖုန်းဆက်တယ်မှတ်ပုံတွေဆက်တယ်ပြီးရင်အလူခံတယ်ဆိုပြီးတော့ဆက်ကြီးကောက်တယ်ဒါတွေကတော့သူတို့ဒီအကြံဖက်ပွဲကြီးတွေကလုံနေတော့ ဒီအကြမ်းဖက်ဖွဲ့စည်းကိုမလိုလားတဲ့လူအများစုကတော့တတ်နိုင်ဆုံးခီးမသွားပြည့်အောင်နေကြတယ်။သွားပြီဆိုလို့ချင်းလဲသူတို့ကိုမတရားရီသာအလူကန်ထည့်နေရမှာဆိုတော့မသွားကြတာပေါ့။လိုအပ်မှသွားကြတယ်။သွားရင်လဲမတရားရီသာထည့်ခဲ့ရတာ။ဟိုအဲ့လိုမျိုးတော့ဟိုလမ်းနေမှာတော့ဒီကောင်းလေးဟိုတောင်သာညဉ့်ညံလမ်းပိုင်းဆိုလို့ချင်းတော့သူတို့ကလုံးဝပိတ်ထားတယ်။ဒီတောင်သာညဉ့်ညံလမ်းပိုင်းမှာရှိတဲ့တိုးဂိတ်ထွန်းညလူတိုးဂိတ်ကိုတက်မတော်နဲ့ဒီသစ်စစ်ကြောင်းနေရာရရှိပြီးရဲ့အချိန်မှာဒီလမ်းကြီးကိုသူတို့ကအသုံးပြုွက် မပေးဘူးလုံးသူလို့ချင်းအတန်းနဲ့တောင်ဝမီဦးဆိုပြီးအကြမ်းဖက်ဖွဲ့စည်းရဲ့အတင်ညာချက်ထုတ်လာလို့ဘယ်သူမှမသွားရဲဘူး။ဂျန်နဲ့ဒီတောင်သာကြောက်ဘောင်းလန်းတောင်သာမိတ်ချီလာလန်းဒီတောင်သာနထိုးလန်းနေရာတော့သွားကြပါတယ်သွားလာနေရာရှိပါတယ်ပေါ့နော်။အော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ